တခါတုန်းကတိုင်းပြည်တစ်ပြည်မှာစစ်သူကြီးတယောက်ဟာစစ်သူရင်ကစားတာအယမ်းတော်ပါလေဘသူကမှသူ့ကိုနိုင်အောင်မကစားနိုင်ပါဘူးတနေ့မှာစစ်သူကြီးဟာသူ့ရဲ့စစ်တပ်နဲ့အတူစစ်တိုက်ထွက်လာရင်ရွာလေးတစ်ရွာကိုဖျက်ချွတ်လာကြတော့အဲ့ဒီရွာကအိမ်သေးသေးလေးတစ်လုံးမှာတနိုင်ကလုံးရဲ့စစ်သူရင်ကစားရမှာနမတစ်ဆိုတဲ့ဆိုင်းဘုတ်ချိတ်ထားတာတွေ့တော့ပါလေစစ်သူကြီးဟာမယုံတဲ့အတွက်အင်ရှင်ကိုတွားရှာပြီး စစ်တူရင်ပြန်ကစားကြတာအိမ်ရှင်ကသုံးကြိမ်လုံးရှုံးခဲ့တော့စစ်သူကြီးကရေမောဖြစ်ပြောတယ်ဟာဟာဟာမောင်မင်းစိုင်းဘူကြီးဖြုတ်ပြလိုက်တော့ဆိုပြီးစိတ်ကျဉ်တတ်စွာနဲ့စစ်တိုက်ထွက်သွားတော့တယ်မကြခင်မှာပဲစစ်သူကြီးတို့ဟာစစ်အောင်နိုင်လို့တိုင်းပြည်ကို ပြန်လာကြရာအဲ့ဒီရွာကိုပြန်ရောက်တော့စိုင်းဘုတ်ကိုအရင်နေရာမှာပဲရှိနေသေးတာထပ်တွေ့ပါလေ။ဒါနဲ့အင်ရှင်ကိုထပ်သွားတွေ့တော့နောက်ထပ်စိန်ခေါ်စကားပြောကြရင် ထက်ကစားဖြစ်ကြတယ်။ ီတကကြတော့စစ်သူကြီးကသုံးခွဲလုံးဆက်တိုက်ရှုံးသွားတယ်စစ်သူကြီးအရင်အောင်အောင်သွားတယ်အဲ့ဒါနဲ့အင်ရှင်ကိုမေးတာဘာကြောင့်လဲပေါ့အိမ်ပိုင်ရှင်ကပြောပြတယ်အရင်အခေါက်တုံးကအတင်စစ်သူကြီးမှာစစ်ထွက်တိုက်ရမယ့်တာဝန်ကြီးရှိနေတယ်ကျွန်မမျိုးအနေနဲ့အတင်စစ်သူကြီးကိုစိတ်ဓာတ်ကြအောင်စိတ်အားကိုချိုးပစ်လို့မတင်ဘူးဒီတစ်ခေါက်အတင်စစ်သူကြီးကစစ်အောင်နိုင်ပြီးပြန်လာပြီဆိုတော့ကျွန်တော်မျိုးလည်းပညာရှိထားเสียမလို့တော့ဘူးပေါ့တဲ့ စစ်သူကြီးလည်းအရှုံးကိုလက်ခံရင်းမောင်းမင်းတော့ဟာပေးတဲ့ကြုံကြရင်တော့တပွဲလထတ်နှွယ်ကြတာပေါ့လို့ပြောပြီးနန်းတော်သူပြန်သွားပါတော့တယ်။ဟုတ်ပါတယ်။တကယ်တော်တဲ့သူဆိုတာအနိုင်ရနိုင်ပါရဲ့အသားနဲ့မလိုအပ်ပဲအနိုင်မယူခွင့်လွတ်နိုင်စွမ်းရှိအောင် စိတ်သဘောထားကြည့်တဲ့သူပါပဲ။ကျွန်တော်တို့လက်တွေ့ဘဝမှာလည်းအတူတူပါပဲ။တည်နေလဲမလိုအပ်ပဲပြောစရာမလိုပါဘူး။မပြောဘူးဆိုတာကမတိလို့လည်းမဟုတ်ပါဘူး။ 后天后天没事。